project ကို25သိန်း35သိန်းဒီ90ကျော်ထိပါတောင်းလို့ရပါတယ်ကိုဘကဒီနီလန်းလေးဥသာတိမယ်ဆိုရင်ကိုဘ freelancer တယောက်အနေနဲ့ service ပေးတဲ့လူတယောက်အနေနဲ့ဆိုရင်ကိုကျွမ်းကျင်တဲ့ပညာတစ်ခုလေးတည်းနဲ့တော့အဲ့လောက်ဝင်ငွေပမာဏတောင်းလို့ရမှာမဟုတ်ဘူးကျွန်တော်နားလည်အောင်ပြပြမယ်ကိုက video editing လုပ်တဲ့ဆိုရင် video editing တစ်ခုတည်းလုပ်ပေးရုံနဲ့တော့ဒီလောက်ငွေပမာဏဘယ်လိုတောင်းလို့ရမှာတော့ဒါပဲမယ်ကိုကိုတိုင်က content creation လို့ခေါ်တဲ့ content တွေနဲ့သူတို့ကစဉ်းစားပြတဲ့နဲ့ script လည်းရေးပေးနိုင်တယ်နောက်တစ်ခုက video လည်းရိုက်ပေးနိုင်တယ် video လည်း edit ပေးနိုင်တယ်ဆိုရင်ဒါကို online package လို့ခေါ်တယ်သူက project တစ်ခုစာဖြစ်သွားတယ်သူတို့က personal brand running တစ်ခုတိရှောက်ပေးတယ်ဗီဒီယိုတွေဖန်တီးပေးတယ်ဆိုတဲ့အနေထားရောက်လာပြီဒါကို project တစ်ခုနဲ့တက်မှတ်မယ်ဆိုရင်တော့တောင်းလို့ရလာပြီဘာကြောင့်လဲဆိုတော့အရင်လိုမျိုး skill set တစ်ခုတွေကိုပေးရဆိုတော့သူတို့ခေါင်းစားရမလို့အစအနေအဆုံးကုညီပေးရတော့ကြောင့်ကျွန်တော်တို့ဘက်ကအဲ့လောက်ဝင်ဝင်မနှတောင်းဝင်ရတယ်ဒီနေရာမှာတော့ free လုပ်တဲ့အခါကျရင် level တော့အများကြီးရှိရပါလိမ့်ကျွန်တော်တို့တချင်ကငါကျွမ်းကျင်တဲ့ပညာရလေးတစ်ခုတွေနဲ့ free လုပ်ပေးမယ်ဆိုရင်တော့ငါသိဆယ်သိဝင်ကျင်တကယ်လို့ကိုက skill set အရေးချင်းနှစ်ခုလောက်ကိုပေါင်းမှန်းနေရင်15သိန်းသိန်း20ဝင်ကျင်ခုနလိုမျိုး all in one လို့ခေါ်တဲ့ကိုနေ Christian Yoga တစ်ခါတည်းသူတို့တို့ဖန်တီးပေးနိုင်နေဆိုရင်တော့25 30ဝင်ကျင် တောင်းကိုရလာဘာရောက်လဲဆိုတော့ခုနပြောခဲ့တဲ့မျိုးပဲအစအစုံကုညီပေးနေဖြစ်ပါတယ်ဒီပညာရဲ့ဆိုတာကိုကိုတိုင်မလုပ်ဘဲနဲ့အခြားသူကုညီပေးလို့ပြရအောင်အဲ့ဒီကြောင့်ကိုကဝင်ဝင်တောင်းလို့ကုန်းနဲ့အခုလို content creation ကို client တွေပြန်ပြီးကုညီပေးခြင်းနဲ့ဆိုရင်ကိုကိုတိုင်အရင်ကြောင်းနေမှရပါတယ်